ဒီနေ့မှာတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အိန္ဒိယနိုင်ငံတမီနာဒူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့နမေကျော်ရုပ်ရှင်စတား BJ ရဲ့မဲဆွယ်ပွဲမှာလူအုပ်ပြူချမှုဖြစ်ပွားခဲ့တဲ့အကြောင်းပါအခုလိုမျိုးလူအုပ်ပြူချခဲ့တဲ့အတွက်တေဆုံးခဲ့သူပေါင်း39ဦးရှိပြီးတော့ဒဏ်ရာရသူကတော့90ကျော်ရှိပါတယ်ဒဏ်ရာရရှိသူတွေကိုအထူးကြက်မှတ်ကူတာပေးနေတယ်လို့ တမီနာဒူပြည်နယ်ဝန်ကြီးချုပ်အန်ဂေစတာလင်ကပြောကြားထားပါတယ်တေဆုံးသွားခဲ့ကြတဲ့ပြည်သူတွေရဲ့ကြံရည်သူမိသားစုဝင်တွေကိုလည်းထောက်ပံ့ကြေးတွေပေးအပ်မယ်လို့အိန္ဒိယအစိုးရကကြေညာထားပါတယ်ဆယ်စုနှစ်သုံးခုလောက်ရုပ်ရှင်နယ်ပယ်မှာအောင်မြင်မှုတွေရရှိခဲ့ပြီးနောက်မှာနိုင်ငံရေးနယ်ပယ်ထဲခြေချဝင်ရောက်လာခဲ့တဲ့ BJ ဟာပြီးခဲ့တဲ့နှစ်ကမှ TBK ပါတီကိုတည်ထောင်နေတာဖြစ်ပြီးတော့ပြည်내တွင်အာဏာရပါတီ DNK နဲ့မိုဒီရဲ့ BJP ပါတီတို့ကိုအနိုင်ယူဖို့ကြိုးပမ်းနေတာပါ BJ ဟာလူထုစုဝေးပွဲတွေမှာထောက်ခံမှုကြီးကြီးမားမားရရှိခဲ့ပြီးအခုလိုရုံးရင်းဆန်ခတ်အခြေအနေမျိုးထိရောက်ရှိသွားခဲ့ပါတယ် BJ ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့အိန္ဒိယရုပ်ရှင်တွေကိုစိုက်နှက်တတ်တဲ့သူတိုင်းမသိသူမရှိအားပေးကြတဲ့စတားတအုပ်ဖြစ်ကြောင်းအရင်ဥစွာတွေးမိကြပါလိမ့်မယ်နောက်ပိုင်းမှာလူထုကြားအကြိုက်များလာတာကြောင့် တချို့နာမည်ကြီးအမှုပညာရှင်ကြီးတွေလိုပဲနိုင်ငံရေးနယ်ပယ်တဲကိုဝင်ရောက်လာခဲ့တဲ့နိုင်ငံရေးသမားရုပ်ရှင်တရုတ်ဆောင်တယောက်ပဲဖြစ်ပါတယ်။2024ခုနှစ်မှာ TVK ဆိုတဲ့ပါတီကိုတည်ထောင်ပြီး2026ခုနှစ်အလယ်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲဆွေပွဲတွေစတင်လာခဲ့ပါတယ်။ BJ ရဲ့အောင်မြင်ကြော်ကြားမှုတွေကြောင့်နိုင်ငံရေးခြေလှမ်းအစမှာပဲလူအုပ်ကြီးတွေဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒီကနေမမျှော်လင့်မဲ့ဒီလိုဖြစ်မျိုးနဲ့ကြုံလိုက်ရတာပါ။ ဒီမဲဆွေပွဲဟာထင်ထားတာထက်ထောက်ခံအားပေးသူများပြခဲ့ပြီးစနစ်တကျစီမံခန့်ခွဲမှုအပိုင်းတွေမှာအားနည်းခဲ့တာတွေ့ရပါတယ်။ VJ ကိုကြိုးဆိုဖို့အတွက်လူထုဟာအချိန်ကြာကြာစောင့်ဆိုင်းခဲ့ရပြီးအပူဒဏ်ကိုများစွာခံစားခဲ့ကြရပါတယ်။အဲ့ဒီအချိန်မှာပဲကတောင်းကနေအခြေအနေတွေဖြစ်ပေါ်လာပြီးလူအုပ်ပြိုတဲ့အဆင့်ထိရောက်ရှိသွားခဲ့ရတာပါ။ စနစ်တကျစီမံခန့်ခွဲဖို့ပြက်ကွက်တဲ့အတွက်အေးအေးယူမှုလုပ်ဖို့ပြိုင်ဘက်အဖွဲ့အစည်းတွေကတောင်းဆိုတာတွေရှိလာနေပါပြီ။ BJ ကိုယ်တိုင်လည်းအင်မတန်စိတ်ထိခိုက်ခဲ့ရပုံပေါ်ပါတယ်။ဒီနောက်မဲဆွယ်ပွဲတွေကိုဘလို့ဆက်လက်ဆောင်ရွက်မလဲဆိုတာမသိသေးပါဘူး။ဒီအဖြစ်ပြက်ကနေတင်ငန်းစာယူရမှာကလူအုပ်ကြီးတွေဖြစ်လာပြီဆိုရင်ဘလို့မျိုးစနစ်တကျကင်တွေမလဲဆိုတာကိုကြိုတင်ပြင်ဆင်ထားတင်ပါတယ်။ဒါမှသာမဖြစ်တဲ့နာတွေမဖြစ်ပဲမကြတဲ့နဲ့မျက်ရည်တွေမကြရမှာပါ။ Don't forget to subscribe to Eternal Rain Myanmar.